ဂျီရိုပိုင်လေးကတော့ Adobe After နဲ့ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်ဗီဒီယိုဒီဇိုင်နာတွေကိုလေးလာနေတဲ့တငယ်ချင်းတွေတော့ဗောနော်အဒီဗီဒီယိုထဲမှာအဓိကအသုံးပြုထားတဲ့ effect ကတော့ save effect နဲ့ overlay effect နှစ်ခုလုံးကိုပေါင်းပြီးတော့အဓိကတကိုးမီလုံးလေးဒီဇိုင်းကိုကျွန်တော်တို့ဖန်တီးထားတာဖြစ်ပါတယ်ဒါကြောင့်ဒီဘက်ကြည့်ရှုတဲ့တငယ်ချင်းအနေနဲ့မိမိကစိတ်ဝင်စားတယ်ဒီလိုဒီဇိုင်းမျိုးလေးတွေဖန်တီးခြင်းလေဆိုရင်တော့ကျွန်တော်ရဲ့ IO ဗီဒီယိုဒီဇိုင်နာ channel လေးမှာ တော်ပြီးတော့လေးလာလို့ရပါတယ်ဒီ URL လေးအောက်မှာလည်း link ပေးထားရပါတော့ဒါလေးက Adobe Afterfact နဲ့ဒီဇိုင်းဆွဲတာဖြစ်ပါတယ် Okay ဒါဆိုကျွန်တော်တို့ဒီဒီဇိုင်းကိုဘယ်လိုဖန်တီးမလဲဆိုတာကိုလေ့လာကြည့်ကြမယ်ဟုတ်ကဲ့ ဒီဗီဒီယိုဒီဇိုင်းလေးကတော့ကျွန်တော်သုံးထားတာကျွန်တော် Adobe After Effects နဲ့ဒီဇိုင်းဆွဲထားတာဖြစ်တယ်။နောက်ပြီးရင် Saver Effect နဲ့ Optical Fairy Effect ကိုနှစ်ခုလုံးကိုပေါင်းပြီးတော့အသုံးပြုထားတာပေါ့နော်။အဲ့တော့ဒီဗီဒီယိုလေးမှာတော့ဒါအခြေခံပေါ့နော်။ Saver Effect အခြေခံအသုံးပြုလို့ရတယ်။ အဟိုအဓိကအခြေခံအချက်နှစ်ချက်ကို ရှင်းပြပေးမယ်ပြီးသွားတော့မှ off gear fairway effect ဒီအသုံးပြုတဲ့နီးနဲ့လောဆောင်ချက်တွေကိုပါဒါအခြေခံသဘောတရားလေးထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဟာဒါ Adobe Affect မှာအရင်ကောင်းဆုံးပါပါအစွမ်းလေးကိုပြနိုင်နေဆိုရင်တော့ Adobe Affect design ဆွဲတာ Saver Effect နဲ့ Obvious Fairy အဲ့နှစ်ခုကမတိမဖြစ်သိရမယ်အရင်ကောင်းနေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ website မှာလည်းအဲ့ဒီ effect နှစ်ခုကိုကျွန်တော်တင်ထားပေးတယ်ပေါ့နော်ဒီမှာနော် Saver Effect ရဲ့ Obvious Fairy ထည့်သွင်းတဲ့နည်းဦးလည်းကျွန်တော် YouTube မှာရှင်းပြထားတယ်ဗောနော် ICV for obligatory အဖတ်ထည့်သွင်းတဲ့နည်းဦးလည်းရှင်းပြထားကျွန်တော်ရဲ့ဒီ channel မှာပဲအဲ့တော့ဒီ profile ရဲ့ link မှာလည်း server file နဲ့ obligatory FAA အဖတ် download link ကိုလည်းကျွန်တော်ပေးထားပေးမယ်ဗောနော် okay အဲ့တော့ကျွန်တော်တို့ design ဆွဲမယ်ဗောနော်ဆွဲမယ်ဆိုတော့ဒါ video ကို detail ကြကြ design ဆွဲပြမှာတော့မဟုတ်ဘူး server အဖတ်အသုံးပြုတဲ့နည်းလမ်းလေးကိုဒီ channel မှာရှင်းပြပေးမယ်အဲ့တော့အရင်ဆုံးကျွန်တော် video တော့ထည့်ထားလိုက်မယ်ဗောနော်ဒီ video တော့ကျွန်တော်ဒီမှာထည့်ထားလိုက်မယ်ဟုတ်ပြီနော် အဲဒီဗီဒီယိုတော့ကျွန်တော်ဗီဒီယိုတစ်ခုလောက်ပေါ့နော်အဲဒီဗီဒီယိုတော့ထည့်ထားကြည့်လိုက်မယ်နော် ဟုတ်ပြီနော်အဲဒီဗီဒီယိုတော့ထည့်ပြီးတော့ကျွန်တော်ဒီထဲကို composition တစ်ခုအနေနဲ့ဗီဒီယိုဆွဲထည့်လိုက်မယ်သူဗီဒီယိုအတိုင်းမှာ composition တစ်ခုကိုကျွန်တော်တည်ဆောက်မယ်ပေါ့နော် composition နဲ့ကိုဆွဲထည့်ပြီးတော့ composition ဒီရောက်ထည့်တာနဲ့ဗီဒီယိုက composition အဲဒီမှာဒီဗီဒီယိုမှာကြတော့ကျွန်တော်ကဗာလဲဆိုရင် save file အသုံးပြုတဲ့နီးကိုပဲရှင်းပြမှာဖြစ်တော့တဲ့ကြောင့်ဗီဒီယိုလည်းဗာမှမသက်ဆိုင်ဘူးပေါ့နော်ဒါပေမဲ့ဗီဒီယိုတစ်ခုတော့ဆွဲထည့်ပြရလားအဲ့တော့ save file ကိုခေါ်မယ်ဆိုရင်တော့ down မယ်ဆိုရင်တော့ကျွန်တော် website မှာတက်တော့ပါ www.bamis.com ပြရပါ MISS မေတော့ကရေးရပြီးတယ်ဗောနော်အဲ့ဒါညတောင်းလိုက်ဗောနော်အဲ့တော့ saver file ကိုကျွန်တော်ကခေါ်မယ်ဆိုရင်တော့ right click ထောက်မယ် new မှာ solid ကိုကျွန်တော်ရွေးချယ်လိုက် solid ကိုထောက်ပြီးတော့ okay ပြီးလိုက်ပြီးတော့မှာကျွန်တော်နာမည်ပြောင်းလို့ရတယ် saver ရတယ် sa မနော် saver နာမည်ပြောင်းလို့ရတယ် sab ရဗောနော်နာမည်ပြောင်းလို့ရတယ်မပြောင်းလို့ရနော် ဟုတ်ပြီနော် SAP ရစေပါ Okay ပြီးသွားတာနဲ့အဲဒီ solid ဆိုတဲ့ကျွန်တော်ကခုနခေါ်လိုက်တဲ့ solid layer ကိုတစ်ချက်တောင်း effect ကနေပြီးတော့ကျွန်တော် video combine log ကနေပြီးတော့ဒါ saver ဆိုတဲ့ဟာကိုထောက်လိုက်ဒါကြတော့ကိုယ်ကွန်ပျူတာထဲမှာထည့်တာမှရမှာနော် Adobe Affect ထဲမှာထည့်တာမှထည့်တဲ့နည်းကိုလည်းတင်ထားပြီးတယ်နော် down ရမယ့် software ကိုလည်းတင်ထားပြီးတယ် drain လေးမှထည့်ပါ Okay အဲ့ဒါ saver effect ရပြီဆိုရင်ဒါကြတော့ saver effect ကြီးဒီ saver effect ကိုကျွန်တော်တို့ကဒါ design ဆွဲမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်က ဘာဆက်လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ဟာတက်ဗလီယာတို့ဆက် sorry ကျွန်တော် mat နဲ့ selection ပေးတဲ့ mat ကိုအရင်သုံးပြမယ်နောက်မှတက်ကိုသုံးမယ် mat နဲ့ဒီ server ဘက်ကိုဘယ်လိုမျိုးလုံးဆောင်ချက်ရှိလဲဆိုတာကိုပြပေးမယ်အဲ့တော့ mat ကျူဖို့တော့ပန်တူးကိုယူလိုက်ပန်တူးတစ်ချက်ထောက်ပြီးကျွန်တော်ဒီမှာ400မှာကျွန်တော်တို့ကဘယ်လိုဒီ server server 400ကိုထောက်တာ ထောက်ထားပြီးဒီမှာပန်တူးယူပြီးတစ်ချက်နှစ်ချက်ဒါဆိုရင်ပန်တူးကသူ့ရဲ့ region ကျဲတစ်ခုအနေနဲ့မသွားဘဲနဲ့ server ဘက်ပေါ်မှာ match selection အနေနဲ့ရှောက်သွားတယ်ဟုတ်ပြီနော်အဲတာတာတူကလေးရောက်သွားပြီเนาะရောက်သွားပြီဆိုတော့မှကျွန်တော်တို့က server နဲ့ခုနကခုပြုတ်လောက်လိုက်တဲ့ mask ကိုကျွန်တော်တို့က ဟိုလင့်ချိတ်ပြီးအောင်အဲ့တော့ဒီမှာဆိုရင် custom custom mic မှာ custom mic ကိုမှာ server ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က layer mask ကိုယူပြလိုက်။အိုးဒါဆိုရင်ကျွန်တော်ကူလာတဲ့ဟာကခုနကပေးလိုက်တဲ့ mask mask အတိအသက် layer မဟုတ်ဘူးနော် server ဆိုတဲ့ layer မှာပဲတချက်ထောက်ပြီးတော့ပန်တူနဲ့ selection ပေးလိုက်တာဟုတ်ပြီနော်အဲအဲ့ဒီမှာကိုလူကြည့်တဲ့လူကို server ကိုကီးတက်မှတ်လို့ဒါတည်းထိုး emotion လေးကီးတက်မှတ်လို့ရရပါတော့အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်က ဒီမှာဒီဒီ point ဒီ key point လေးကိုကျွန်တော်ကကိုကြိုက်တယ်လို့ဒီလိုအတူ short ဥမာပေါ့ဟိုခုနလိုပေါ့ခုနဗီဒီယိုထဲမှာလိုပေါ့တကူကအနောက်ကနေသွားတဲ့ပုံစံမျိုးလုပ်ချင်နေဆိုရင်တော့ဒီမှာ Instagram ကိုအစမှထားပြီးွားရင်ကျွန်တော်တို့မှာ key တက်မှာဒီနေရာမှာဒီဒီနေရာမှာနော် custom course ရဲ့နေရာမှာကျွန်တော် key တက်မှာလိုက် step off နဲ့နောက်ပြီး end off ဆိုတဲ့နေရာကို key တက်မှာလိုက်တက်မှတ်ပြီးရင်ကျွန်တော် end off ကို0ထားလိုက် အဲအဲ့လိုမျိုးလေးအိုးဟုတ်ပြီနော် MO ကို0ထားလိုက်ထားပြီး integral နည်းနောက်ဆုပ်လိုက်မယ်နောက်ဆုပ်ပြီး MO ကိုဝကိတမရနော် step on နဲ့ and off outside မှာ step step outside နဲ့ and outside မှာကိတမှတ်ပြီးွားရင် integral ကိုနောက်ဆုပ်ဆက်ဆက်ပြီးတော့ဒီမှာ100%နေရာမှာနည်းနည်းလေးပြပူလာအဲလိုမျိုးအလေလောက်ထားလိုက် အဲအဲ့လောက်ထားလိုက်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ကဘာလို့မလဲဆိုရင်ပြီးွားတာကျွန်တော်တို့က step off ကိုလည်းသူကအနောက်ကသိမ်းနေဆိုတဲ့ပုံစံမျိုးလေးလိုက်တာပြီးွားရင်ဒီကောင်ကိုနည်းရှိတူးမယ်ပြီးရင်ဒီမှာ as off ကိုပြေးထားလိုက်မယ်ပြီးွားရင်ဒီကောင်ကိုလည်းလိုက်ထားလိုက်မယ် step on and off ပဲလို့ရနော်အဲ့ကောင်ထားတယ်အဲ့ဒီလိုမျိုးလေးနဲ့ကျွန်တော်တို့က design ကိုကိုလိုလိုကိုဘာလို့လဲဖန်တီးလို့အဲရဟုတ်ပြီနော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ကတွားလို့ရတယ်ဟုတ်ပြီနော်အဲ sorry ဲ့ဒီမှာဒါလေးကိုပြေးထားလိုက်မယ်ပြီးွားရင်ဒါလေးကိုအနောက်ကလိုက်ပြီးလိုက်အဲအဲ့လိုမျိုးလေးโอเคအဲ့တော့ဒီဗီဒီယိုထည့်ရအတိုင်းပဲကျွန်တော်ဒီ mask selection ကိုဒီလိုလမ်းကြောင်းပြီးပြီးတော့သွားတယ်အဲ့တော့ဒါကကျတော့ key ရဲ့အနည်းအမြန်ကတော့ကိုယ့်ရဲ့ဒီ design ကိုဆွဲတဲ့ပုံမှန်မှုတည်း keyboard ယူထောက်ပြီးတော့ဒီ key တွေကိုအချင်းကျက်လုပ်လိုက်ရင်ရပြီးကျင်းလိုက်လို့ရှိရင်ဒါကီးတွေကျွန်တော်တို့တွေဗာလဲဒီအနည်းအမြန်ကိုကစားလို့ရတယ်ဒါတော့တိပိသားပဲဗောနော်အခြေခံလေးလာတာပြည့်ရလူတွေတော့โอเค အဲဒါကြတော့ mass selection ပေါ်မှာ saver effect ကိုအသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီမှာ set of sign နဲ့ unsigned အဲ့နှစ်ခုသုံးရတာပေါ့နော်အဲဘောကီးဒီလည်းစမ်းပြီးသုံးကြည့်ကြည့်ပါအဲခုနဒီခုဆွဲပြထားတဲ့ design တွေ့လားဒါကြတော့ mass selection saver ပေးပြီးတော့သွားထားတဲ့ပုံစံလေးပဲဖြစ်တယ်ဟုတ်ပြီနော် KS ဆိုလို့ရှိရင်ကျွန်တော်ဒါဆိုရင် saver effect ကဒါဆိုရင်တော့ဒါ mass နဲ့ပြီးသွားပြီပေါ့နော်ခဲနောက်တစ်ခါကျွန်တော်စလုံးကို saver effect နဲ့ဘယ်လို link ချိန်မလဲဆိုတာကိုပြပြီးမဟုတ်ပြီနော်အဲ့တော့ saver effect ကိုကျွန်တော်ပြန်ဖြတ်ထုတ်လိုက်မယ် ဖြတ်ထုတ်ပြီးဒီမှာစလုံးတိုက်ကိုယူမယ်ဒီမှာစလုံးတက်ကိုယူမယ်ယူပြီးရေးလိုက်ပေါ့နော် i w o r a d i o n o v i d e o ဒါကိုကြိုက်တဲ့စလုံးရေးလို့ရတယ်နော်ရေးပြီး selection 2နဲ့ကျွန်တော်တို့ကဒီလိုမျိုးဘာလို့မလဲစွဲပြီးတော့ချဲ့ထားလိုက်ချဲ့ပြီးွားရင်ဒါကျတော့တသက်လေးရနော်တိုက်လျာတိုက်လျာတသက်ပဲတော့နော်ပြီးတော့မှကျွန်တော် right click တော့မယ်နယူးမှာ solid ကိုခေါ်ပြီးတော့ကျွန်တော်တို့က effect ကနေပြီးတော့ video combine လောက်နေ save ကိုရွေးချယ်လိုက် ဒါကလေယာဟုတ်ပြီနော်အဲ့တော့ saver layer ခေါ်ပြီးပါပြီတိုက်အဲ့တော့ကျွန်တော်မှာ custom mic course မှာပဲကျွန်တော်က saver ကိုသွားပြီးတော့ tap layer ဆိုတဲ့ဟာလေးကိုယူပေးရမှာ okay ဒါဆိုလို့ရှိရင်တော့တက်လျောက်ယူလိုက်တယ်ပေါ့နော်တက်လျောက်ယူပြီးွားရင်အောက်ဆက်နုံးနေရာမှာတက်ရဲ့ဆက်လုံးကိုရေးရမှာပေါ့နော်အဲ့တော့ဒီမှာဒီကိုယူချင်မဲ့ဆက်လုံးရဲ့နာမည်ကဘာလဲဘာလို့လဲဆိုလို့ရှိရင်ဒီမှာဆက်လုံးတော့ iwo video လို့ရေးထားတယ်နော်အဲ့တော့ဒီက iwo video ဆက်လုံးကိုယူပြီးလိုက် โอเคဒါဆိုတော့စလုံးမှာတက်နဲ့ saver fund နဲ့စလုံးနဲ့ကို link ချိတ်ပြီးသားပြောရလွယ်ပါရဲ့เนาะမခက်ဘူးเนาะအဲ့ဒါမှခုနတိုင်းပဲပေါ့လေ snap outside နဲ့ app outside မှာသူ့ကိုကစားလိုက်ရုံပဲ integrate ဟောအစမှာထားပြီးွားကျွန်တော်တို့ကဒီမှာဆို step outside ကိုနဲ့ app outside ကိုကိတ်မှတ်လိုက်ပြီး app ကိုကျွန်တော်တို့ကလည်း short လိုက်မယ်အဲ short ပြီးွားလို့ရှိရင်အဲပြီးွားလို့ရှိရင်ကျွန်တော်တို့မှာအဲ integrate နည်းနည်းလေးရှစ်တူလိုက်တယ်ပြီးွားရင်ဒါကိုဒီလိုမျိုးလေးဆွဲလိုက် အဲအဲ့လိုမျိုးလေးဟုတ်ပြီနော်အဲပြီးတော့မှဒီမှာအင်ဂျင်နီယာကိုနည်းနည်းနောက်ဆုတ်ပြီးသွားတာနဲ့ဒါကကိုကြိုက်တယ်လို့ကစားလိုက်ရဒီကကစားတတ်ပါရဲ့ကီးသတ်မှတ်ဖို့တော့လိုတယ်နော်ပြီးအင်ဂျင်နီယာကိုနည်းနောက်ဆုတ်လိုက်မယ်ပြီးသွားရင်ဒါလေးကိုအဆုံးထိသွားလာလိုက်အဲအဲ့လိုမျိုးလေးဟုတ်ပြီနော်ဒါလေးကလည်းဒီလိုမျိုးလေးလိုက်သွားလို့ရတယ်မလိုက်လည်းအပြည့်သွားလို့ရတယ်ဟုတ်တယ်နော်အဲ့ဒီကျွန်တော်တို့ကတက်လျာကိုကျွန်တော်တို့ကနည်းနည်းမျက်လုံးမှိတ်ထားလိုက်တက်လျာကိုမသုံးလားနဲ့ဘာကြောင့်လဲဆိုတော့သူရဲ့ဆေးဘာအဖက်နဲ့ကျွန်တော်ကလောက်ရတာနော် ဟုတ်ပြီနော်အဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဒါ saver fund နဲ့ကျွန်တော်တို့ကဒီမှာတခုပြောခြင်းနဲ့အဲဒီမှာ i hope video ဆိုတဲ့ saver fund ကိုဒီလိုကစားပေးမိမယ် video ကအနောက်ကကျွန်တော်ရဲ့ပုံပါတဲ့ video ကမပါဘူးမပါဘူးဘာကြောင့်လဲဆိုရင်ဒီမှာကျွန်တော်က solid layer မှာ screen ကိုပြောင်းလာပြီးရတာဒီလိုပဲနော် mask layer တော့လည်းဒီတိုင်းပဲလောက်ပေးရမှာနော်တက် layer မှာ screen ကျောင်းဒါမှသာလင်းတော့ဒီလိုမျိုးလေးပေါ်သွားတာပေါ့နော်ဟုတ်ပြီနော်အဲအဲ့တော့မှကျွန်တော်ကဒါကိုဒီလိုမျိုးကိုကြိုက်သလိုကစားလို့ရတယ်ဟုတ်လား အဲဒီမှာ play ကြည့်လိုက်မယ်ကျွန်တော်ကစားတဲ့ဆလုံးလေးအဲအဲ့လိုမျိုးလေးပေါ့နော်ဆလုံးလေးဒါထွင်လို့ရတယ်ပေါ့နော်ကိုကြိုက်သလိုကိုထွင်ရဒီမှာတော့ကျွန်တော်စလုံးလားထွင်တဲ့နီးကိုတော့ရှင်းပြတာမဟုတ်ဘူးစီဘာဖိုင်အခြေခံလေးကိုရှင်းပြတာအဲဒီမှာဒီမှာဆက်လက်မှာလည်းကိုဖိုင်ယာယူလို့ရတယ်ဒါဆိုမီးဖြစ်သွားတယ်စလုံးဟုတ်နော်ဒါဆိုစလုံးကဘာဖြစ်ပါလဲစလုံးကအရှင်စာသားမြန်အောင်ကလည်းမီးပြုံးဖြစ်သွားတယ် ဟုတ်ပြီနော် fire ယူလိုက်ရယ် pink color လေးကိုကြိုက်တဲ့ယူလို့ရတယ်ဒီမှာကြိုက်တဲ့ color ကိုကိုမီးမလုံးပန်တကူအလုံးနေလဲကြိုက်သလိုယူလို့ရတယ်ဟုတ်တယ်နော်ပုံစံမျိုးကြီးအားကြိုက်တာမျိုးယူလို့ရတယ်ဟုတ်ပြီဟာလားဟုတ်ပြီနော်အဲဒီမှာဒီဘိုဒါဒီ click ကြည့်ပါဟုတ်ပြီနော်လိုကြည့်ကြည့်ပါအားလုံးပဲရလိမ့်မယ်လို့ထင်ပါတယ်ဗောနော်โอเคဒီကြတော့ကလည်း Silver Fair ရဲ့လုံဆောင်ချက်ကိုမရဘူးလားရမယ်ဗောနော်အဲ့ဒါကျွန်တော်ပြင်ထည့်လိုက်တော့မယ်တစ်ချက်ထောက်တယ်ဖြတ်တယ်အဲတစ်ချက်ထောက်တယ် ဖြစ်တယ်အဲဒီမှာနောက်ထပ်ပြီးတော့လုပ်ပြရမှာ save file တော့ပြီးွားပြီ mass selection နဲ့ပြီးွားပြီနောက်ပြီးတော့လရှင်တက်စလုံး design မှာလည်းတက်နဲ့ဘယ်လိုခြေလဲဆိုတာကိုလေ့လာပြီးွားပြီနောက်တစ်ခါ obvious fair effect obvious fair effect ကိုကျွန်တော်သုံးမသုံးနည်းလေးကိုကြည့်ကြည့်မယ်အဲ့တော့ white clip ထောက်မယ် new ကိုသွားမယ် solid ကိုသွားဒါ solid ခေါ်ရတယ်နော်ဟော video combine law effect တွေက solid ခေါ်မှာရတာဟုတ်ရောပြီးရင် okay ပေးလိုက် effect ကိုသွားမယ်ပြီး video combine law ကိုသွားပြီးတော့ obvious fair effect ကိုထောက်လိုက် โอเคဒါတက်လာပြီဟုတ်ပြီเนาะဒါဒီ effect ထဲတဲ့ new လဲကျွန်တော်တင်ထားပြရရင်เนาะဒီ overlay effect သူ့ကျွန်တော်ကပြင်လို့ရတယ်ဘလို့ပြင်လို့ရလဲဆိုရင်ကျွန်တော်တို့မှာဆိုရင် overlay fairy effect ကိုပြင်မယ်ပြင်မယ်ဆိုလို့ရှင်เนาะအာဒီ option ကိုသွားသွားပြရလို့ရှင်ကျွန်တော်တို့ဒီမှာ option မှာဒီလေးတက်ကြိုက်တက်ယူလို့ရတယ်ဗောနော်အလုံးလေးဒါလေးယူဒါလို့ကိုမလို့ကျွန်တော်ပြန်ဖြုတ်ချင်တယ်ဆိုရင်မှဒါလေးနှိမ့်လိုက်ဖြောက်တာဒီမှာဒါလေးဒါဒီကိုမလို့ကျင်တဲ့ effect ကိုပြင်တာဗောနော်ဒါလေးတွေကိုကဘာလို့လို့ရလဲဖြောက်လို့ရတာ ချောက်လိုက်တယ်နော်အဲအဲ့လိုမျိုးနဲ့အလုံးကိုရွေးချင်ရွေးအတန်းသွားချင်သွားအဲဒီလိုမျိုးနဲ့ optical fairy fat ကိုရတယ်ကာလာပြောင်းချင်တယ်ဆိုရင်လည်းကာလာပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲပြီးသွားလို့ရှိဒီမှာနော် ID မင်းကြောင့်မင်းတန်းယူမလို့ချင်ဆိုရင်မင်းတန်းယူချောက်လို့ရတယ်အောက်မှာအဲမင်းတန်းချောက်လိုက် okay နော်နောက်ပြီးဒီအပြေးထားတဲ့ဒီတကူဟိုဟာလေးပေါ့လင်းရောင်တန်းမလို့ချင်ဆိုရင်လည်းချောက်လို့ရတယ်ဟုတ်ပြီနော် အဲကိုမကြိုက်တဲ့အလင်းတန်းကိုလည်းကိုဖြောက်လို့ရတယ်။ Okay ဒါဆိုတော့အလုံးတစ်လုံးနဲ့ဟုတ်ပြီနော်။အဒီအလုံးတစ်လုံးနဲ့ကတကူလုံးချင်းနေဆိုရင်မှိန်လိုက်ဖွင့်လိုက်လုံးချင်းနေဆိုရင်ဒါဘယ်လိုလုပ်မလဲဆိုဒီမှာလေဒီမှာဒါလေးကအချင်းကျယ်ပေါ့။အဲအဲ့လိုမျိုးလေးနော်ဒါလေးကအချင်းကျယ်လေးလုပ်လို့ရတယ်။သူ့ကီးသမတ်ကပါပဲဟုတ်ပြီနော်။အင်ဂျင်တန်ကိုအစမှထားထားပြီးဒီမှာကီးသမတ်လာအဲ့နှစ်ခုကိုကီးသမတ်လိုက်။ကီးသမတ်ပြီးသွားလို့ရှိရင်ကျွန်တော်အင်ဂျင်တန်နောက်ဆုတ်ပြီးတော့ဒီမှာအချင်း အဲဒီလေးမှိန်လိုက်တယ်ပြီးတော့ရဲ့အရှိနေဆွဲတိုးလိုက်တယ်ပြီးရင်ဒါလေးကိုဘာလို့လဲနေပြီးကြည်လိုက်တယ်အဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဘာလို့လဲရလဲအချင်းကျဲလို့လို့ရတယ်ဟုတ်ပြီနော် အပီကီးဘောယူထားလိုက်ကီးတယ်ဒါကီးတယ်ဟုတ်ပြီနော်ပြီး selection ပြီးတာ copy ကူဒါကြတော့နီလန်လေးကိုပဲပြပေးတာပေါ့နော် okay အပလေးကြည့်လိုက်မယ်အကြွေ င်းရမယ်တော့ကီးပြန်သေးရုံနဲ့ကီးတွေပြန်သေးလိုက်တာကီးရတအားဝေးတာပေါ့ time frame ကြာတာဝေးဟုတ်ပြီတော့အဲ time frame ကြာတော့ကီးတွေပြန်စစ်ပြန်တယ်နာစစ်စကနော်အေးပြလိကြည့်လိုက်မယ်အဲအဲ့လိုမျိုးပေါ့နော်ကီးတကုံးရပေါ်လာကဲကျွန်တော်နောက်ရဲ့ဗီဒီယိုပေါ်ချင်ခုနတိုင်းပဲအဲ normal မှာ စခရင်ကိုရွေးပြလိုက်တာနောက်ဗီဒီယိုအဲဒီမှာဆိုတော့တကူးလုံးလေးကိုကိုကြိုက်တဲ့နေရာရွှေလို့ရတယ်ချလို့ရတယ်ကဲသူ့ animation အနေနဲ့အတီးပြုတ်မယ်ဆိုရင်သူ့ animation အနေနဲ့အတီးပြုတ်မယ်ဒီကနေပြီးတော့ဒီဘက်ကိုသွားခြင်းနဲ့ဆိုကျွန်တော်ဘာလုပ်ရလဲဆိုဒီမှာ position မှာ key တက်မှတ်ကြတာအဲ့ဒါမှာ position အင်္ဂလန်စတာ position မှာ key တက်မှတ်လိုက်တယ်ပြီးွားရင်ဒီဘက်ကိုရွှေလိုက်ရင်ဒါလေးကိုဒီဘက်ကိုရွှေလိုက်အဲ့ပြီးဒါလေးဒီဘက်ရွှေလိုက်အဲ့ပြီးရင်ဒါလေးဒီဘက်ရွှေလိုက် အဲပြီးရင်အပေါ်တက်ချင်တယ်ဒါလေးပဲရွှေ့ပြီးတော့အပေါ်ပေးသွားလိုက်အဲအဲ့လိုမျိုးနဲ့ဒါကျွန်တော်ကကတကူးလုံးလေးကိုအဲ့လိုမျိုးလေးရွှေ့ရတယ်ပြီးရရှင်မှာကြီးတတ်မှတ်တာလေနော်အဲအဲ့လိုမျိုးနဲ့ဖန်တီးလိုက်တာပေါ့နော်โอเคပါအဲ့တော့အခုဒီ view file နဲ့ဖန်တီးရဲ့သဘောတရားလေးကိုရှားလိမ့်မယ်ဘူးထင်ပါတယ်ဒါကကြတော့ Silver Fire ရဲ့အခြေခံသဘောတရားနဲ့ Oriel Fire ရဲ့အခြေခံသဘောတရားလေးကိုရှင်းပြပေးခြင်းဖြစ်ပါတယ်โอเคအဲ့တော့ဒူဂါဘက်ကိုလေ့ရတဲ့သင်ခန်းကြီးအတွက်နောက်ထပ်သင်ခန်းစာမှပြန်ဆုံပါမယ်အားလုံးပါပါ